အားလုံးပဲမင်္ဂလာပါဘေးရှင်ဝင်ရမကျူးလို့ပါကျွန်တော်မနောပေးချင်ပါမမရရ2020ခုနှစ်လောက်ကမေလာကြီးတဲ့အမျိုးသမီးတယောက်ဘိုက်ပါမှာဆက်သွယ်လာပါတယ်ကျမကဆရာရဲ့ပြည်သက်တယောက်ပါ ကျွန်တော်ဟောစရမ်းနေပို့နေခြင်းဖြစ်လို့ဒီမှာပို့တာရေးမလုပ်ပါဘူးဒါပေမဲ့ဒီမှာကကျမကဆရာရဲ့ဘေးသက်တယောက်ပါဆိုတော့ကျွန်တော်ကလက်နေပါပြီဟုတ်ပါတယ်ကျမကဆရာရဲ့ဘေးသက်ပါကျွန်တော်ကဆရာရဲ့ဘေးသက်ပါပြောပြောပြီးပညာရည်နိုင်မိခံလို့ပါကျွန်တော်ကလည်းဆရာမဟုတ်ပါဘူးဘာကြီးနွားရည်လဲအလဲကမကြောက်ပါဘူးတန်ဖိုးရှိရှိနဲ့ဆက်သွယ်မင်းမြန်းသူတွေကိုတန်ဖိုးထားဖြေကြပါ ဘယ်တော့ကရောက်နေတော့မရောက်တော့မရောက်ဘုဒ္ဓံစင်ကြောက်ကိုလည်းကားလူချင်းနေတော့သာမြတ်ဆိုလေနော်အကြောင်းပြန်လည်းမရှိပါအဲ့ဒါနဲ့တွက်ချက်ပြီးသားပို့စရာရှိတဲ့ကလေးအမိဒီကုမ္ပဏီနမိဒီတယောက်ချင်းဒီဆက်ပြီးပို့နေလိုက်ပါအတော်လေးကြာမှသူမပို့တော့ဝင်ကြည့်လိုက်တော့ ကျမဒါရိုက်တာနာမည်လေးပေးရင်လို့ပါဆရာမွေးကူလိုက်ရဲ့ဘယ်လောက်ရတော့ကျွန်တော်မမမိတော့ပါဘူးမမိတာကသူမကမာဘုတ်တည်ကျွန်းဘွားရာသာဘွားတောက်ကြသမီးဖြစ်ပါအသားကဖြူပါတယ်ဆရာသူမတပ်ပုံပို့လိုက်ပါအဲ့ဒီမှာတတိထားမိတာကသူမကသပင်တော်လေးရှည်တာကိုတွေ့ရပါလိမ့်အယောက်တရာမတယောက်တလောက်သပင်ရှည်တဲ့မျိုးသမီးတွေ့ရဖို့ယနေ့ခေတ်မှာမလွယ်ပါဘူး ဒါနဲ့ကျွန်တော်လည်းဆက်ရစူးစူးနဲ့စာပြန်လိုက်ပါတယ်။ချမ်းသာတဲ့မိဘမျိုးရိုးကဆင်းသက်လာတာလား။အလယ်လက်တန်းသာမိဘမျိုးရိုးကဆင်းသက်လာတာလားဆိုပြီးမေးလိုက်ခြင်းဖြစ်ပါဒါကလည်းအကြောင်းရှိလို့မေးမြန်းလိုက်ခြင်းဖြစ်ပါတယ်။ကျွန်တော်ထင်ထားသလိုပါပဲ။သူမကချမ်းသာတဲ့မိဘမျိုးရိုးကဆင်းသက်လာတဲ့မျိုးသမီးတယောက်ဖြစ်ပါသူမကဘာပြောလဲဆိုတော့ ဆရာတဲ့နာမည်တွေအများကြီးရှောက်အောင်မရွေးချယ်ပေးပါနဲ့တဲ့ကျမခုလုံးမဲ့ဒါရိုက်တာလုပ်ငန်းနဲ့ကျမအတွက်စီးပွားရေးကံကောင်းတဲ့နာမည်တမျိုးပဲရွေးချယ်ပေးပါတဲ့အဲ့ဒီအတွက်ညံပူသောကတသိမ့်လွှဲထားပါတယ်ဆရာပိဋိသက်ဆိုပေမဲ့ထိုင်းကဆရာနာမည်ပြန့်ပေးလိုက်တဲ့ဆရာမကလည်းလမ်းညွန်လို့လာမိတာပါဆိုပြီးမေးပြောပါတယ်နာမည်ကိုလည်းချိန်ယူပြီးစဉ်းစားနိုင်ပါလေဆိုပြီးပြောတော့ကျွန်တော်အုံနောက်ချရပြီပေါ့ အဲ့ဒီတုန်းကထိုင်းကဘေးရင်ဆီယမနာမည်ပြောင်းခဲ့ရတဲ့သူက၃ဦးလောက်ရှိတယ်ဆိုတော့ဘသူကလမ်းညွှန်လိုက်မှကျွန်တော်မသိပါဘူးကဲဒီမြို့သမီးအတွက်နာမည်ရွေးချယ်ကြည့်ကြပါသူကျွန်တော်ပြောခဲ့တယ်နော်သူမကမဟာဗုဒ္ဓကျွန်းဖြစ်တယ်ရာသာဘတောက်ကြသမီးဖြစ်တယ်အသားဖြူတယ်ချမ်းသာတဲ့မိဘမျိုးရိုးကဆင်းသက်လာတဲ့မြို့သမီးတယောက်ဖြစ်တယ် အဲ့ဒါတွေကနမရွေးချယ်ဖို့အတွက်အရေးကြီးတဲ့ခွင့်ဆက်တွေဖြစ်ပါမိစေတို့ကျွန်တော်ခုပြောနေတဲ့ချက်တွေကြည့်ပြီးအဲ့ဒီမျိုးသမီးအတွက်ဘယ်နေ့နဲ့အစားဆုံးဘယ်နာမီနဲ့ရွေးချယ်ရမလဲဗီဒီယိုခဏရပ်ပြီးရွေးချယ်ကြည့်နိုင်ပါလိမ့် အဲ့ဒီမျိုးသမီးတွေကျွန်တော်ရွေးချယ်ပေးလိုက်တဲ့နာမည်ကမျက်မျက်နွဲဆိုပြီးရွေးချယ်ပေးလိုက်ပါအဲ့ဒီနာမည်အမဘုတ်အရာကြည့်ရင်အဒီပတီအစအထွန်းသုံးမိဖြစ်ပါလေတောက်ကြသမီးတွေအမြင့်ညွတ်အတဲအတွေဖြစ်ပါတချို့လူတွေအတွက်အတွန့်တက်เสียရှိပါလေဆရာအသာဖြူတာပါဖြစ်လို့မအခေနဲ့စပြူတာလေမေးเสียရှိပါရှင်းပြပါမယ် သူမကချမ်းသာတဲ့မိဘမျိုးရိုးကဆင်းသက်လာတဲ့အမျိုးသမီးတယောက်ဖြစ်တယ်။အဲ့ဒါကအိဋ္ဌာဖြစ်ပါတယ်။မြက်စလုံးဟာအိဋ္ဌာဖြစ်ပါတယ်။နောက်ပြီးတော့သူမကသဘင်ရရှိတဲ့ကောင်းတဲ့ပြောခဲ့ပါတယ်။သဘင်ရှိခြင်းဟာလေမြက်သောအနယ်ရှိခြင်းတစ်မျိုးဖြစ်ပါတယ်။ဒါကြောင့်သူမနဲ့စမ်းဝင်တဲ့မိဖြစ်တယ်။မြက်မြက်နွဲဆိုပြီးမိပေးလိုက်ခြင်းဖြစ်ပါတယ်။အရေးပဲပြန်ကောက်ရရင် မြတ်သောမြို့နယ်မှာမြတ်သောသဘေနယ်ရှိတဲ့ကောင်းပါလေးပဲဖြစ်ပါလေတကယ်လို့ဒီမှာကချမ်းသာတဲ့မိဘမျိုးကလည်းမဟုတ်ဘူးသဘင်ကလည်းတော့မကောင်းဘူးဆိုရင်အဲ့ဒီမိဘစမ်းမဝင်ဘူးပြောမှာဖြစ်ပါလေရွေးချယ်ပေးလို့မရနိုင်ပါဘူးကျွန်တော်အနေနဲ့ကာယကရှင်ကနမီလေးနည်းနည်းလွတ်ဖို့ပြပါဆိုတဲ့အတွက်မူရင်ကျွန်တော်ပေးလိုက်တဲ့နမီနဲ့အနည်းငယ်လွတ်ပြီးဖို့ပြပေးထားပါတယ် မိစေတို့အတွက်ဘုသူတအားရမထဲမှာတဲ့အားလုံးပဲမိစေများရှင်လဲချက်မိကြပါညာ